ချက်အည်ကုန်လေးကိုလေးပြုတ်ပြီးတော့တုပ်စားရတာအရှမ်းကိုမှစားလို့ကောင်းပါရဲ့ရှင်။ Hello အားလုံးပဲမြင်ပါပါရှင်။ဒီနေ့မှာတော့ချက်အည်ကုန်လေးကိုပေါ့နော်ကျမတို့တွေပြုတ်မယ်ပြုတ်ပြီးသွားလို့ရှိရင်အဲခေါ်ဗီလေးတွေနဲ့ပေါ့နော်မြူသီးစင်းလေးတွေနဲ့တုပ်စားပါမယ်ရှင်။အရင်ဆုံးချက်အည်ကုန်ကျမတို့ရှာလကာရေးနဲ့မိနစ်30လောက်နှက်ထားပါတယ်ပြီးသွားရင်တည်တည်ချက်ချာလေးတန့်ရှင်းစင်ကြအောင်ပေါ့နော်ဂရုတစိုက်နဲ့တည်တည်ချက်ချာလေးအထက်ထက်ဆေးသွားပါမယ်ရှင်။ အဲ့တော့၃၄ချိန်လောက် ရေနဲ့တန်ရှင်းစင်ကြအောင်ဆေးကြောပြီးပြီဆိုရင်နောက်ထပ်လျှောက်သီးကျမထပ်ညစ်ပြီးတော့ထပ်နေသေးရေပေါ့နော်။လျှောက်သီးနဲ့ညစ်ပြီးတော့နေမယ်။နေပြီးွားတော့မှတစ်ခါထပ်စီမယ်ပေါ့နော်။အဲ့ချက်အရေကိုလုံးဝတန်ရှင်းစင်ကြအောင်တည်တည်ချာချာလေးတော့လှုပ်ရပါမယ်ရှင်။အဲ့လျှောက်သီးနဲ့နေပြီးွားလို့ရှိရင်တစ်ခေါက်ရေနဲ့ပေါ့နော်။နှစ်ချိန်သုံးချိန်လောက်ထပ်ပြီးတော့ဆေးလိုက်ပါမယ်ရှင်။ဆေးကြောပြီးပြီဆိုရင်တော့ရတာမဟုတ်သေးနေပါမယ်ရှင်။ အဲ့တော့ဂျင်းထောင်းထားတာလေးထည့်မယ်ချိုမုံစာငရုတ်ကောင်းမုံငံပြားရည်နဲ့ကျမတို့ရှောက်သီးပါထပ်ထည့်ပြီးတော့ရတာရီနှမ်းဆက်သွားအောင်တည်တည်ကြကြလေးနေသွားပေးလိုက်ပါမယ်ရှင်ဒီချက်ရည်ကိုနေရတဲ့ကျမတို့ဟိုတနေ့ကအလှူလုပ်တယ်ပေါ့နော်အိမ်မှာထောပတ်ထမင်းလှူတဲ့အခါကျတော့ချက်တိုင်းချက်တော့ရလာတယ်ချက်ရည်ကိုနေပေါ့နော် အချိန်90လားမသိဘူးအချိန်90လောက်မှမှကျမတို့ပေးတင်တာလေးလည်းပေးတယ်ပြီးတော့အိမ်မှာလည်းတဖြည်းဖြည်းနဲ့ထားပြီးတော့ပေါ့နော်ကြော်စားလိုက်တုပ်စားလိုက်အလိုလိုလောက်တာပေါ့နော်အဲ့ချက်ရည်ကိုနေအလဟတ်တဲ့ဖြစ်မှာ ါဆိုလို့ကျမတို့အဲကြော်စားရတာညီးငွေတဲ့ခါကျတော့တုတ်စားမယ်ပေါ့နော်အရသာတွေအားလုံးနှက်ဆက်သွားအောင်နေပြီးပါပြီဆိုလို့ရှင်တော့ဒီအချက်အရေကုန်လေးတွေလုံးဝနိုးဤသွားတဲ့အနေထားတော့ဒီကျမတို့ပြုတ်သွားပြလိုက်ပါမယ်ရှင်အဒီမှာသုံးရတဲ့ချက်အရေကုန်လေးကတော့ပေါ့နော်ချက်နီမလို့ခေါ်တဲ့ချားနေရာမှာတော့ဘယ်လိုခေါ်လဲမသိပါနော်ကျမတို့ဒီမှာဒံပေါက်တို့ထောပတ်ထမင်းတို့အမ်ချက်ပြီးတော့လှူတဲ့ခါမျိုးကြလို့ရှင်ချက်နီမကိုအများဆုံးသုံးကြရဲပေါ့နော်အဲ့ဒီချက်နီမရတဲ့ချက်အရေကုန်ကကျတော့ရိုးရိုးတန်းတန်းကြော်စားလို့မကောင်းဘူးပေါ့နော်သူက ပြုတ်နူးဤသွားအောင် ပြုတ်ပြီးသွားတော့မှကျွတ်ကျွတ်ကလေးကြော်စားတဲ့ခါတိုင်းအယမ်းစားလို့ကောင်းတယ်ပေါ့နော်အဲ့တော့ကျမကအဲဒီမှာနူးဤသွားအောင် ပြုတ်မယ်ပြီးသွားလို့ရှိရင်တချို့တဝက်ပူတော့ကျွတ်နေအောင်မွနေအောင်ပေါ့နော်ကြော်စားမယ်ပြီးသွားချန်တဲ့တဝက်ပူတော့တုပ်စားပါမယ်ရှင်ကျန်ဒီမရဲ့အရေကွန်ကကျမတို့ရိုးရိုးချက်တည်းရဲ့အရေကွန်နဲ့မတူတဲ့ခါကြတော့လေသူ့ကိုကြော်စားခြင်းတဲ့ခါကြရင်ကျမတို့နူးဤသွားအောင်ပြုတ်ပြီးသွားတော့မှကြော်စားတာမမွရွရွလေးနဲ့အရန်စားကောင်းနေပေါ့နော် ဲ့တော့ကျမတို့ကတဝက်ကိုတော့မမွရွရွလေးနဲ့ကြွကြွလေးဖြစ်အောင်ကြောစားလိုက်တယ်ပေါ့နော်။ဂျန်တဲ့တဝက်ကိုတော့တုံးစားဖို့ပြင်ဆင်ပါမယ်ရှင်။ အလူတော့ကကြက်ရည်ကုန်နေရလေအယမ်းများတဲ့ခါကျတော့တခြားသူတွေလည်းပြေးပေါ့နော်အိမ်မှာလည်းအလူပဲကြော်စားလိုက်သုတ်စားလိုက်နေပေါ့နော်အမျိုးမျိုးလှုပ်စားနေရတာပေါ့နော်တော်တော်လေးကိုများတဲ့ခါကျတော့လေအဲ့တော့ကျွန်တော်တို့ကဂျန်တဲ့တဝက်ကိုကကြီးလေးနဲ့ကြိုက်မယ်ပေါ့နော်ကိုးစားခြင်းနဲ့နေထားလောက်လေးဒီကကြီးလေးနဲ့ကြိုက်ထားလိုက်ပါမယ်ရှင်ဒီကရင်သူနဲ့တွဲတုပ်ဖို့အတွက်ရှောက်ရွက်ရဲ့ခိုးပြီးရဲ့လေးထားလိုက်ပါမယ်ရှင်ဒီနေရာမှာကျွတ်တော်နေလေးထဲထုတ်ခြင်းလည်းရတယ်ပေါ့နော် ဒီတက်နီမှာအရေးကောင်းလေးအရန်ဤတယ်ပေါ့နော်ဤတဲ့ခါကျတော့အဲ့တော့ချင်းချင်းဆက်ဆက်ကလေးတုပ်စားမယ်ပေါ့နော်ငြိုသီးစိမ့်လေးလည်းမများလေးနဲ့ရှောက်သီးလေးနဲ့ပေါ့နော်အဲ့တော့တုပ်စားဖို့အတွက်ကျွန်တော်ပြင်ဆင်ပါမယ်ချုံမိုးထည့်မယ်အချက်တနီစီချက်လေးထည့်မယ်ဘဲမုတ်ချက်မုတ်လေးထည့်မယ်ငံပြားလေးထည့်မယ်ပြီးတော့ရှောက်သီးလေးညှစ်ထည့်ပြီးတော့ချင်းချင်းဆက်ဆက်ကလေးတုပ်စားပါမယ်ရှင်ဒီချက်နေမှာအရေးကောင်းအရန်ကိုမှဤပါရဲ့ရှင်အဲ့ဒါဤတဲ့အတွက်ချက်ချက်ဆက်ဆက်လေးတုပ်စားမှပဲစားလို့ကောင်းမှာပေါ့နော် အဲ့တော့ရတာတွေအားလုံးနှံ့ဆက်သွားအောင်ပြီးတော့တည်တည်ချာချာလေးနေသွားလိုက်ပါမယ်ရှင်။အိမ်မှာအလှူပြရတော့ဘောနော်ဒီချက်အရေးကုန်လေးကိုလေကျွန်တော်တို့ကြော်ပဲစားနေရတာလေးတော်တော်လေးညှိဝေလာတာနဲ့အဲ့ဒါနဲ့ဘောနော်တုပ်စားမယ်ဆိုပြီးတော့အဆင်ပြေသလိုဘောနော်ကိုတုပ်စားခြင်းနဲ့ပုံစံလေးတုပ်စားလိုက်တာပါရှင်။ရရတာလေးအားလုံးနှံ့ဆက်သွားအောင်တည်တည်ချာချာလေးနေသွားပြလိုက်ပါမယ်ရှင်။ရှောက်ရလေးကလေးမှုေးပြီးတော့လေးချင်းချင်းဆက်ဆက်လေးနဲ့အရန်အကုန်မှစားလို့ကောင်းပါရဲ့ရှင်။ အဲ့တော့ရတာလေးတွေကိုနှီးမယ်ပြီးွားရင်ကိုလိုအပ်တဲ့ရတာကိုလိုတိုပိုလျှော်မိမိစိတ်ချရေးလုပ်သွားပါမယ်ရှင်။ဒီနေရာမှာငြိုသီးမှုကြိုက်တဲ့သူကငြိုသီးမှုလေးထည့်သုံးစားလေးရတယ်ပေါ့နော်။ကျွန်တော်တို့ကတော့ငြိုသီးမှုတော့မထည့်တော့ပါဘူး။ငြိုသီးစိမ်းများများလေးနဲ့ပဲအဲပြီးတော့ရှောက်သီးလေးကိုလည်းများများလေးထည့်လိုက်ပြီးတော့ချင်းချင်းဆက်ဆက်ကလေးသုံးစားလိုက်တယ်ပေါ့နော်။ချိပါအောင်အတုပ်ကလေးကစားချင်စရာလေးလေးပြီးလာ။အရန်လည်းစားလို့ကောင်းပါတယ်။ရှောက်ရွက်နံလေးကလည်းမှုရေးပြီးတော့လေအရန်ကိုမှစားလို့ကောင်းပါတယ်ရှင်။ ကျမရဲ့ YouTube channel လေးကစားသောက်နံပါတ်တာတွေကိုဆက်စပ်မဖြစ်တက်ဆက်ပေးသွားမှာမလို့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြပါအောင်လို့တောင်းဆိုပါရနော်ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်လည်း like and share လုပ်နိုင်ပါတယ်ရှင်ကဲရောကျမတို့ရတာတွေအားလုံးနှက်ဆက်သွားအောင်နေပြီးတော့လူရာလေးတွေလည်းထည့်ပြီးသွားပြီဆိုလို့ရှိရင်နော်ပကံလေးတွေထည့်လိုက်တော့မယ်ပေါ့နော်မြူတီချမုတ်လေးမပါလို့ပေါ့နော်အယောင်မလောက်ဘူးလို့ထင်ရပေမဲ့အရန်စားလို့ကောင်းတယ်ပေါ့နော်ကျမကတော့မြူတီချမုတ်ထည့်ထားတယ်ပေါ့နော်ဒီလိုမြူတီစိမ့်လေးနဲ့တုပ်စားတာအရန်ပုံမှန်ကြိုက်ပါရရှင် ဒီနေ့တော့ကတော့ချက်အရေးကွန်ကြော်လေးရဲ့ချက်အရေးကွန်တုတ်လေးရဲ့ပြီးတော့ကျွန်တော် use sign လို့တော့ခေါ်တယ်ပေါ့နော်ကျွန်မအဲ့ဒီအရွက်ကိုလိုက်ရှာတာမတွေ့သေးဘူးရှင်ရယူဆိုင်ရွက်ကြော်နီးလေးကိုလည်းကျွန်မထပ်တင်ပေးအောင်မယ်ပေါ့နော်ပြီးတော့ကျောက်ဖြုံသေးခြုံကြဆန်းဟင်းကားလေးနဲ့ပေါ့နော်ကျွန်မရဲ့ video လေးတွေကိုစုံပြီးကြည့်ရှုပေးကြတဲ့တူတယောက်စင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျွန်မရဲ့နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye